မင်္ဂလာပါအမဲဥတို့တို့အမဲဥတို့အမဲဥပြုတ်ခြံတုတ်ခြံဆန်ကျော်ခောက်ဆွတ်တော့ရရှောင်းနေရပါအကောင်လုံးကဟိုဝဲသူကုံကြက်ရရှာဆိုပို့ရောင်းသွားတနေ့ကိုရှာစသုံးချောင်း၁၀ချောင်းရောင်းသွားဘယ်စားသုံးတဲ့လူတွေကဟိုဘယ်လိုပြောဘမသမားတွေလည်းရှိရခုလိုမျိုးပဲလေအဲသူတို့လည်းစားနိုင်အောင်ဟိုစားနိုင်တဲ့လူကမစတော့လောက်ပဲပတ်စံရှိရှိဒန်းလူပေါ့နော်အဲ့လိုမျိုးသွားနိုင်အောင်လို့ အားလုံးခက်ခဲနေအချိန်မှာအမဈေးမတင်ပေးထားအကုန်ဆင်းပြေတယ်မောင်လေးတို့ဆင်းပြေတယ်မလားအကုန်လုံးကကြိုက်ဆိုင်မခွင့်တော့သူတို့စူတယ်သူတို့လာစားတယ်အဝေးကတောင်းကလာတို့မြောင်းကလာတို့ပေါ့နော်အကုန်လုံးအဝေးကြီးတည်းနေလာရွှေပြည်သားတို့ပါလို့အဲ့လိုမျိုးလာကြတယ်ဟာအမဘာလို့ပိတ်တာလဲနေမကောင်းလို့ပါဟုတ်တယ်ကောင်နှစ်ရက်တောင်ပိတ်လိုက်လို့အဆူခံရတယ်ဝယ်ကြည့်ရှင်းနေလောက်ရှိပြီ တရားဖို့၃ချောင်းနဲ့ရောင်းပေးရှင်ဟိုဟာတရားဖို့၃ချောင်းပြီးတော့တခြား90ရောင်းတယ်နောက်တရားရောင်းတယ်အခု200ရောင်းတာအကုန်လုံးရောင်းရတယ်ကလာရောင်လောက်ပြီးတော့သူ့ရဲ့ quality ကိုလည်းမချထားအောင်ဈေးဘလောက်ပဲတက်သွားတက်သွားဒီ quality ကဒီဟာဒီတိုင်းပဲသွားမယ်ဘလောက်ကြီးပဲဘလောက်ဈေးကုန်ဈေးနှုန်းတွေတက်ဥမာ1000မြတ်မဲ့နေရာမှာ900ပဲရတော့မယ်မရတော့ဘယ်လိုပြောရမလဲဈေးရင်တက်နေတဲ့ပုံမှာကိုလိုက်တင်လို့မရဘူးလေစားသုံးတဲ့လူလဲပါဖြစ်မယ် တော်ကလေးတွေမမြိုက်နေပြီတထောင်ပဲရရ900ပဲရဒီတိုင်းပဲတော်ကိုယ့်ရဲ့ quality လည်းမချလိုက်နဲ့ချလိုက်ရတာမကောင်းတော့စားသုံးတဲ့အတူလည်းအဆင်မပြေခြံစံတုပ်ကအရင်တော့ကြာတော့900 900ရကနေတထောင်တထောင်ကနေပြီးတော့ပေါ့နော်1500ရောင်းတယ်အခုစိုင်နှစ်လားလောက်နေမကောင်းလို့ပိတ်ပြီးပြန်ခွင့်တဲ့အခါကျတော့2000ရောင်းလိုက်ပြီအဲ့2000ကျအချွေအန်းစရာဘာညာမရှိတော့2000ပဲသွားလိုက်ပြီ ဝယ်သူအတွက်လည်းအဆင်ပြေကိုလည်းအဆင်ပြေတာပေါ့နော်နှစ်ယောက်စလုံးအတွက်ချမ်းချမ်းကြော်ပြီးတော့တော်တယ်ဒီတိုင်းစားလဲရတခါတည်းအိမ်မှာကြော်ပြီးစားဘာမှထည့်စရာမလိုဟိုအပေါ့အတော့ဆိုလဲဦးချမ်းမဈေးတမျိုးရှာတမျိုးဈေးရှာဈေးတမျိုးဦးချမ်းရှာတမျိုးမဟုတ်အကုန်တစ်ဈေးအကျော်တုပ်လဲ9000ဦးချမ်းတုပ်လဲ9000ကြိုက်တာစား9000ပဲအမေလုတ်ပေးထားအမေကငယ်ငယ်လေးကတည်းကတင်ပေးထားအမေရဲ့လက်ဆွဲအတချို့ကကြတော့အဲပဲမငွေဒီမုတ်ထဲတာကိုပို့ပြီးရဲမော်လမြိုင်ချင်းရေဆိုပြီးတော့ အဲ့လိုမျိုးပို့ကြိုက်တယ်တချို့ကတော့အချိုကြိုက်တဲ့အတွက်အဲ့အချိုလေးကိုဒီတိုင်းပြင်မိတယ်ငရုပ်သီးဆိုင်ရေသီးဆိုင်ရောကတော့ဒါဒီအမုတ်တစ်ပိုင်းမပါတော့တမယာသီးဒီပိုင်းနဲ့ပဲတုတ်ပေးတယ်ဆိုင်က၄နိုင်ခွဲဆိုရတယ်ညပါပေါ့၉နိုင်ခွဲထိအမေကသမီးရဲ့ဒီနာမည်လေးပဲပေးတယ်ကျန်တဲ့နာမည်မပေးနဲ့သာအမေပေးခိုင်းတဲ့နာမည်ပဲပေးတယ်သူများတွေကလည်းအဲ့ဒီဆိုင်ကိုဆိုင်ဘုတ်ကိုဖတ်လိုက်လို့ရှိရင် မာရှာလာဆိုတခါကိုယ်ဆိုင်လည်းသူများမျက်စိမကျတော့ဟိုဘာဖြစ်သွားလဲ လူမျိုးပါလာမျိုးအကုန်လုံးလာစားတောင်းလို့ရပါတယ်เนาะတနတ်ရှင်ရင်လေးလှုပ်ထားပါတယ်ခြိုက်တဲ့လူလာစားကြပါအဲပိတ်ရက်ကတော့ဘယ်လိုပြောရမလဲနေမကောင်းတဲ့ရက်အချိန်ပဲပိတ်တာကျန်တဲ့ဟာတော့ပိတ်ဖွင့်တာပေါ့เนาะပိတ်ရက်တော့မရှိပါအဲ့မဲ့ live မှာသူများတွေဆဲနေဦးမယ်။ဘာလို့သူတို့လာစားတိုင်းပိတ်တာနဲ့တို့လို့။ဘာလို့ဆိုတော့ဒီဟိရေရေပစ္စည်းရဲ့ quality ကိုမချသေးရတော့အရသာရှိနေမှာပဲ။ဒီ quality ချလိုက်ပြီဆိုတာနဲ့အဲ့ပစ္စည်းတခုအရသာမရှိတော့။ အမေပဲတင်မိတာသမီးတွေသမီးတွေအကုန်လုံးသူကဒီဥစ္စာအကုန်လုံးဘယ်လိုလုပ်ဘယ်လိုဒါဘယ်လိုရောင်းပေါ့နော်အကုန်လုံးအမေတင်မိတာအမေရဲ့လက်ဆွဲတော့ဗောဘာကဒီမှာဘာလို့စိန်တာလဲဆိုတော့တချို့ customer တွေကမချက်တော်တော်များများတော့မကြိုက်ကြဘူးလေဒီလိုမျိုးဒီလိုမျိုးပေါ့နော်ဥပမာပြပြမယ်ဆိုဒီလိုမျိုးထည့်လိုက်မယ်တုပ်ကိုထည့်ပြီးတော့ဒီလိုဟေးရဲမှာစိန်ပြီးပေးလိုက်မယ် yeah where do you sorry ဒီလိုမျိုး where do you ချပေးလိုက်မယ်သူတို့ကဒီစားပြီးွားရင် ီတဲ့ဟင်းကိုပြန်တောက်တယ်ပြန်တောက်တဲ့အခါကျတော့နောက်တအူးကိုရောင်းဖို့အဆင်မပြေတော့အဲ့တော့အဲ့လိုမျိုးမလုပ်ပေးဒီဥစ္စာတွေဒီလိုမျိုးပေါ့နော်ပကံများဒီလိုမျိုးခီးရဲထဲမှာအပူလောက်လိုက်တယ်အပူလောက်ပြီးွားလို့ရှိရင်တရတအူးစားမယ်ဝဲတူတအူးလာတယ်ဆိုရင်အဲ့တဝိုင်းကိုဒီလိုမျိုးဟင်းပူပူလေးထဲမှာဒီရလေးနဲ့ပူပူလောက်ပြီးဟင်းတက်တက်တောက်ဖို့ကတီးတန့်ချပေးထားတယ်ရောပြီးတော့မချပေးတခါတည်း အဲ့ဒါကြောင့်မဘယ်သူတွေကတန်ရှင်းတဲ့အတွက်ဒီဆိုင်မှာအများနဲ့စားသုံးဖြစ်တယ်။အိမ်မှာလည်းတန်ရှင်းအောင်ကိုဘာလို့ကိုစားတဲ့ဥစ္စာဖြစ်တဲ့အတွက်ကိုသားသမီးလည်းစားတယ်။အမတို့ကအမညစ်ပိုက်မကြိုက်ဘူး။တနက်ရှင်းခြင်းပဲ။ကိုလည်းစားတယ်ကိုသားသမီးတွေကိုကတနက်ရှင်းပဲကျွေးခြင်းတဲ့အတွက်ဟိုဘယ်လိုပြောဝဲသူကလည်းကိုဒါကြည့်နေမှာမဟုတ်ဘူးလေ။ကိုအိမ်မှာဘာလို့လဲဘယ်သူဘာလို့ဘယ်သူမှကြည့်ကြမဟုတ်တဲ့အတွက်အိမ်မှာတနက်ရှင်းလုပ်တယ်ဆိုင်မှာလည်းတနက်ရှင်းရလုပ်တယ်။ကိုရဲ့ခေါ်ထားတဲ့ကလေးဝန်ထမ်းတွေကိုလည်းတနက်ရှင်းလုပ်ဖို့အများနဲ့သင်ပေးတယ်။ အဲ့တော့ကို့မှာမျက်လုံးနှလုံးနဲ့ရှိရဲမျက်လုံးပေါင်းကအများကြီးရှိရဲအတွက်အဲ့ဒီဆိုင်ရညစ်ပတ်တာပဲလို့ပြောရင်မကြိုက်ဘူးအမကိုယ်တိုင်လည်းပြီးတော့ညစ်ပတ်တာမကြိုက်ဘူးအဲ့တော့တန်ရှင်းမှုအများနဲ့အဓိကထားကလေးစားလေးကကန်တော်လေးမြမကုံရေးလမ်း90ချိန်မှာရှိပါတယ်မဆားလို့လည်းရပို့ပေးတယ်နော်ကန်တော်လေးနဲ့အနီးတစ်ပိုက်ဆိုရင်ပို့ပေးတယ်ဖုန်းနံပါတ်လည်းဟောပေါ့နော်တင်ထားပါတယ်9633813134နောက်ပြီးတော့နောက်တစ်လုံးကတော့39900043899ပါရှင်